ရန်ကုန်မြို့ကရန်ကင်ကလေးဆေးရုံကြီးမှာကြောက်ကဲ့ဝေဒနာကိုပြင်းထန်စွာခံစားနေရလို့စေကူတာနေရတဲ့ရခိုင်ကကလေးငယ်အတွက်စေကူတာစီအလူငွေကျပ်သိန်း2000လောက်ရရှိနေပြီဖြစ်တယ်လို့ကုညီဆောင်ရွက်ပေးနေသူတွေက ပြောဆိုပါတယ်။ဒီကလေးငယ်ကိုမြင်မိတဲ့အချိန်မှာအရန်ကိုကြေကွဲရတဲ့အတွက်ကြောင့်အလူငွေတွေလှူဒန်းခဲ့တာဖြစ်တယ်လို့လဲစီလွန်ခရောင်းထဲရှိတဲ့ကဲမေလူငယ်ပရာဟိတအသင်းတီထောင်သူမဆုမြတ်လိုင်ကပြောဆိုပါတယ်။ အဲ့ဒီကလေးငယ်ကိုအိန္ဒိယနိုင်ငံမှာကြောက်ကက်အစ်စ်အစာထိုးကုသဖို့စီစဉ်နေပြီးကုန်ကျစရိတ် American Dollar 3000ကျော်ရှိနိုင်တယ်လို့သိရပါတယ်။ကြောက်ကက်ယောဂကိုပြင်းထန်စွာခံစားနေရတဲ့ကလေးငယ်ကတော့ရခိုင်ပြည်ကြောက်တော်မြို့ပိုက်တရဲရက်ကွက်ကဒေါ်သက်ဖူးလွင်24နှစ်ရဲ့သမီးဖြစ်သူအသက်6နှစ်အရွယ်မဝင်းဖူးခိုင်ဖြစ်ပါတယ်။မဝင်းဖူးခိုင်ဟာကြောက်ကက်ယောဂဝေဒနာကိုအရွယ်နဲ့မမြအောင်ခံစားနေရပြီးတခါတရံတက်တာတွေဖြစ်တတ်ကား အခမ်းမသိလို့အဆုတ်ကိုရေဝင်သွားရင်အသက်အရွယ်ပါရှိနိုင်တယ်လို့သိရပါတယ်။ဒါကြောင့်မဝင်ဖူးခန့်ရဲ့ယောဂဝေဒနာကိုမြန်မာနိုင်ငံမှာကုသဖို့အဆင်မပြေတဲ့အတွက်ကြောင့်အိန္ဒိယနိုင်ငံကိုသွားရောက်ကုသဖို့ပြင်ဆင်နေပေမဲ့လည်းနိုင်ငံကူးလက်မှတ်ရရှိဖို့အတွက်အခက်တွေ့နေရတယ်လို့သိရပါတယ်ရှင်။